လမ်းဘေးမှာလှူခံခဲ့တာပေါ့နော်။ဟိုပတ်စံရှိတဲ့သူတွေကဆက်သွယ်ပြီးတော့လှူလေဆိုတာတည်းလမ်းဘေးမှာအလှူခံတော့ဟိုအဆင်ပြေတဲ့ဟိုလူတွေရှိမှာအဆင်မပြေတဲ့လူတွေရှိရလူသားအလုံးရဲ့စာနာမှုတွေကဒီပစ္စည်းတွေပဲပဲပေါ့။ဆိုတော့တန်ဖိုးရှိတယ်ကွာ။ဟိုအဲ့တော့လဲတိတိယောက်လေးရစေချင်တယ်။အားကြောင့်လဲကိုယ်တိုင်ရောက်လာတာပါ။ဗမာမျိုးအလူငွေအနေနဲ့ကတော့ပထမဗမာမျိုးအလူကို3ရက်အလူခံတာပေါ့နော်။ဒါစမ်းကြောင်းလမ်းမှာတိုင်း3ရက်အလူခံတာ3400ကျော်ရှိတယ်။ဆိုတော့ဟို KB ရောက်ဝင်တာတွေလည်း အဲတော်တော်အမောက်များတယ်ဆိုတော့3500လီဘာလောက်တော့ဘာမျိုးဟိုလာလှူပြတာပေါ့ဒီတစ်ခေါက်မှာမှန်းထားတာတအိမ်ကိုတသိန်းလောက်တော့ခုလောလောဆယ်ထည့်ထားပေးနည်းဆုံးထည့်ထားပေးတယ်ကျန်တာတွေကတော့ပစ္စည်းဖွဲ့ပြီးတော့လှူသွားမှာပါ မနော်ဒီမန္တလေးကိုစားရောက်လာတော့စားငွေစင်းတော့လိုက်ခဲ့ဖို့အစီအစဉ်မရှိပါဘူးငွေစင်းကကားကြောင်းညက်တော့ကားကြိုက်မစီးနိုင်ဘူးလေဒါပေမဲ့တကယ်တကယ်တည်းအစီဝေးထိုင်တဲ့အချိန်ကျတော့မလိုက်ဖဲနဲ့လည်းမနေနိုင်ပြန်ဘူးအဲ့နကဲအဲ့ဆိုငွေစင်းတို့နေ့အောင်လိုက်သွားကြမယ်လိုက်တော့လဲပုံမြင်ရတာပေါ့တော့နောက်ထပ်ဒီလိုမြင်ခွင့်နေရငွေစင်းတို့ထပ်မြင်လို့ရမှာမဟုတ်တော့ဘူးထပ်မြင်ခွင့်ရှိမှာမဟုတ်တော့ဆိုတော့ကဲကိုယ်တွေတရောင်းတနေရဘလို့နေရနေရပါမယ်ဆိုပြီးညီမနေ့အောင်လိုက်လာတယ်တကယ်ရန်ရောက်တော့လဲ ကိုရီချစ်တဲ့မန္တလေးကလုံးဝအလဲလဲအကွက်ကွက်မျိုးဆဝင်ကလေးကပျက်စီးဆုံးရှုံးတာတွေအများများလို့ဟိုဘယ်နာနေဘလို့ပြန်လုတ်ပေးရမလဲလို့တော့မှစိတ်မကောင်းတော်တော်ဖြစ်သွားတာအခုတော့ဒါငွေစင်တော့ဒီနေ့မနေ့ကငွေစင်တို့ပစ္စည်းရောက်တာနည်းနည်းနောက်ကျတဲ့အတွက်ဒီနေ့မနေ့မှာအခုလောအားဖြင့်အနေနဲ့ငွေစင်တို့ပစ္စည်းတွေခွဲနေတယ်အာစစ်တမ်းကောက်တဲ့အဖွဲ့ကတစ်ဖွဲ့ငွေစင်တို့ volunteer တွေအားလုံး၉ယောက် ဟာကြာနေဆို၁၀ရောက်လာတော့အဲ့ဒါကိုအခုခေါင်းဆောင်နဲ့တချို့ကတခြားအဖွဲ့လေးပေါ့တခြား bright အဖွဲ့လေးတွေညီကောင်တော်တွေအကုန်လုံးလာကူကြရမဟုတ်ဘူးဆိုင်နဲ့မနိုင်ဘူးဆိုင်ကမောင်လေးတွေညီမလေးတွေလည်းအတက်တေးရောလည်းအများကြီးပါဝင်နေကြပစ္စည်းတွေအရန်များတော့ဒီစင်းတို့နှစ်ယောက်တည်းဆိုပဲအကုန်လုံးနဲ့ဆိုမနိုင်ဘူးအဲ့တော့ volunteer တွေလည်းလာကူပေးပါအောင်ဆိုတော့သူတို့ဒီမှာရှိတဲ့လူတွေတချို့ဆိုနေပြန်မဲ့ဟာတွေကမပြန်မဲ့နဲ့အဲ့ post ကိုမြင်လို့လာကူပေးရလူတွေလည်းရှိရဟုတ်ဗမမီတို့အလူငွေအနေနဲ့ကတော့ပထမဗမမီတို့အလူကို၃ရက်အလူခံတာပေါ့နော်။ဒါစမ်းချောင်းလမ်းမှာတန်း၃ရက်အလူခံတာအသိန်း၄၀၀ကျော်ရှိတယ်။ အဲ့ဒါကငွေသားကြီးပဲပေါ့နော်တခြားပစ္စည်းတန်ဖိုးတွေ KPI ရဝင်တာတွေမပါသေးဘူးအခုချိန်မှာတော့ KPI ရဝင်တာတွေနဲ့အာပစ္စည်းတန်ဖိုးကတော့မိထင်တယ်3200ကျော်ကျော်ဖိုးလောက်ထိကိုရှိရဲဆိုတော့ဟို KPI ရဝင်တာတွေလည်းအာတော်တော်အမောက်များတယ်ဆိုတော့3500လီးပါလောက်တော့မပြောဟိုလာလှူပြတ်တာပေါ့ဒီခေါက်မှာ အထူးခါကတော့ကိုကဒါဗမီတို့ရောက်တဲ့အချိန်ကလည်းဒါဟိုကယ်ဆယ်ရေးဆိုတာထက်အလုံးရဲ့ပြန်လဲထူထောင်ရေးကာလဆက်ကြအနေထားတစ်ခုရောက်နေပြီဆိုတဲ့ခါကျတော့ဒီမှာရှိတဲ့ဒါရေးတန့်ဘူးတွေပါတယ်ပစ္စည်းတွေဗမီတို့ထုတ်နေဆိုတာဗမီတို့ဝယ်လာတဲ့ပစ္စည်းတွေတခုမှမပါဘူးအဲစမ်းကြောင်းလမ်းမှာလာပြီးတော့အလှခံတဲ့ခါဒီတခြားကုမ္ပဏီလေးတွေတခြားလူကျင်တဲ့အလှရှင်လေးတွေကလာလှူထားတဲ့ပစ္စည်းတွေကိုပဲရေးတန့်ဘူးတဘူးတောင်မကြံခဲ့ရဘူးဗမီတို့အကုန်တဲလာပေးရဲပေါ့နော် ဆိုတော့တခြားအဟာကတော့ဘယ်လိုငွေသားအနေနဲ့ပဲပြန်လှမယ်ပစ္စည်းဆိုတာကတို့အတွက်ဟိုလိုအပ်တာလည်းရှိမယ်မလိုအပ်တာလည်းရှိမယ်ကိုယ်စိတ်နဲ့နိုင်ပြီးတွေးမိလို့ရှိရင်ဘာပဲပြောပြောဟိုဒီမှာကဟိုပတ်စံရှိတဲ့သူတွေအတွက်ကအကြောင်းမဟုတ်ပေမဲ့ပတ်စံမရှိတဲ့သူတွေကဒီလိုမျိုးငလျင်ပေးဒုက္ခကိုထပ်ပြီးကြုံရတဲ့အခါမှာတို့ရဲ့အားငယ်စိတ်ကပိုကြီးတယ်အဲ့တော့လက်ထဲမှာပတ်စံလေးကင်ထားရရင်တူတူကိုကိုအားရှိတယ်ပေါ့နော်ဟိုဆိုတော့အဲ့ဒါလေးလည်းမျိုးဟိုအိမ်နောက်စုတစုစာတစုစာစာအိတ်လေးနဲ့ပတ်စံလေးတွေထည့်ပြီးတော့လဲအလှူဖို့ရှိတယ်ပေါ့အခု အဲတေချာတာတော့ဘုမီတို့ဒီပစ္စည်းကိုခွဲဝေပြီးတော့မုံနေရအစပေါ့နော်ဒီ royalty တို့ဘာလို့လာလူထားတဲ့ပစ္စည်းတွေခွဲတာတော့မှအိမ်အောင်စု maybe 900ကျော်လောက်တော့ရလိမ့်မယ်ဟုတ်ဟိုဟာခုနပြောသလိုအစင်စင်ပေါ့နော်အရင်ချမ်းသာတဲ့လူတွေရကြတော့သူတို့စီမှာ maybe backup ကရှိကောင်းရှိနိုင်မယ်အစာဦးတွေဆိုတော့အရင်တော့ကုံစင်းလုံးနေနဲ့တွက်ကြည့်မယ်ဆိုရင်လည်းအခုကုံစင်းလုံးက2ဆ3ဆဖြစ်သွားတော့ဟိုလူတိုင်းကတော့ ဒုက္ခကြီးရဲ့လူရဲ့ဒုက္ခသေးရဲ့လူရဲ့နည်းနည်းချင်းပဲကွာအကုန်လုံးဒုက္ခရောက်နေကြတာပေါ့နော်အားလုံးကတော့ဒုက္ခနဲ့ပါပဲအဲ့တော့ငွေစင်တို့ကိုချင်းစားတယ်အားကြောင့်မို့လို့လေအခုငွေစင်တို့ဒီအလူထဲမှာငွေစင်တို့အလူငွေတွေရတဲ့အဥ္စာတွေအကုန်လုံးကိုဟိုသူတို့ရဲ့လက်ထဲကိုမိဘပြည်သူတွေရဲ့လက်ထဲကိုအားလေးရှိသွားအောင်ပေါ့နော်ဟိုတချို့ဆိုမြင်လိုက်ရပါတယ်သူတို့အိမ်ကြီးအိမ်ကောင်စောင့်ထားပေမဲ့လည်း အခုပြောသလိုတို့မိသားစုမှာတို့အခြေအနေတွေတို့ရှိမယ်ဒါပေမဲ့အိမ်တစ်ခုပြန်ဆောက်ဖို့မလွယ်တဲ့အပြင်ကိုဘာမှမယူလိုက်နိုင်မင်းနဲ့လက်ထဲမှာ6000လေးနဲ့ဒီလိုအခြေအနေကဘယ်သူမှမထင်တော့တချို့ဆိုလဲအိမ်အပြင်သွားနေတဲ့လူတွေရှိမယ်အိမ်ကပြန်လာလို့အကုန်လုံးပြိုကျတာဘာမှကုန်းကောက်ခရာမရှိတော့သူတို့အော်သူတို့ကထင်လို့သူများတွေထင်မှာပေါ့နော်အာနေတို့ကပတ်စံချမ်းသာတာပဲနေတို့အိမ်ကြီးနဲ့နေတာပဲဒါပေမဲ့လူအခြေအနေဆိုတာဘယ်သူမှမပြောနိုင်ဟုတ်တယ်အဲ့အဲ့တော့ငွေစင်တို့ကငွေစင်တို့မှာရှိရဲပတ်စံလေးတွေကိုလက်ထဲကိုထည့်ပေးချင်တာသူတို့အားလေးဖြစ်အောင်ပေါ့နော်အဲ့တော့စာရည်လေးနဲ့ခွဲထားတယ်ဘလောက်ပဲရရအခုတော့ မှန်းထားတာတအိမ်ကိုတသိန်းလောက်တော့ခုလောလောဆယ်ထည့်ထားပေးနည်းဆုံးထည့်ထားပေးတယ်ကျန်တာတွေကတော့ပစ္စည်းခွဲပြီးတော့လူသွားမှာပါအဲလောလောဆယ်တော့ဒီနေ့ဘုမီတို့ volunteer ကိုရောက်လာတဲ့အထဲမှာဒါဒီမှာတော့ပစ္စည်းခွဲဝေရတာဘုမီတို့ ကြံခဲ့တာပေါ့တခြားအဖွဲ့ကတော့အခုသူတို့ကိုယ်တိုင်စစ်တမ်းသွားပြီးတော့အောက်တယ်လို့ပဲပြောရမှာပေါ့နော်ဒီဟိုဟိုပစ္စည်းတွေတင်သွားပြီးပဲနေရလိုရမယ်မယ်မသိအဲ့လိုမျိုးဖြစ်တာမျိုးလည်းမင်းမဖြစ်စေချင်တကယ်လိုအပ်တဲ့နေရာမှာစနစ်တကျရဖို့တော့လည်းမင်းတို့ဒီမန်လေးမျိုးပေါ်မှာမဟုတ်ဖ ೇನೆ တခြားနေရာလေးတွေပဲနေရာတွေမှာသွားပြီးတော့ထိလဲဆိုတာတချို့အဖွဲ့တွေကတော့စစ်တမ်းသွားကောက်နေပေါ့နော်ဝင်စတို့ဒီ social မှာပြန့်နေတဲ့လူတွေပစ္စည်းတွေလူတွေအဲ့လိုတွေဟိုပေါ့ တကယ်မလိုအပ်တဲ့နေရာတွေမှာအလားအသာလည်းမဖြစ်စေချင်ဘူးဆိုတော့လူတွေရဲ့ချွေးနှဲစာရည်တွေနော်ပတ်စံလူနိုင်တဲ့လူကပတ်စံလူတွေလို့ရေတံမှုနှစ်ဘူးလူနိုင်တဲ့လူကလည်းနှစ်ဘူးလူတွေသူတို့ရဲ့ဟိုတချို့တွေဆိုမမီခောက်ဆွဲတုပ်လေးတွေလာလူတွေအရှူရှဲလေးတွေလာလူတွေဒါကသူတို့လည်းရမ်းရှိလို့လို့တော့မဟုတ်ဘူးဒါပေမဲ့ပြည်သူချင်းမှာကိုချင်းစာတဲ့ကိုချင်းစာတဲ့စိတ်နဲ့လာလူတွေတချို့ဆိုပတ်စံ1500အဲ့လိုစိုက်ကားနင်းနေတဲ့လူသွားတဲ့အကိုတွေရှိတယ်တစီမဆွဲရင်းနဲ့လူသွားသူတို့လည်းပြည်တယ်ချင်းမှပြည်တယ်လိမ့်မယ်ဒါပေမဲ့သူတို့ရဲ့အလူတွေကိုအဲ့လို တပြားတစ်ချက်မှမကျင်းစိတ်ထဲကနေပြီးတော့လှူတာလေးတွေပေါ့အဲ့လိုမဖြစ်စေချင်တာအဲ့တော့အမကြီးကျွန်တော်တို့ကိုယ်တိုင်သွားမယ်ပြီးတော့ပြီးပြီးအောင်မလုပ်ဘူးအပင်မန်းတော့ခံရတာပေါ့နော်အမှန်တိုင်းပြောရင်ကျွန်တော်တို့အပုံလိုက်ကြီးငွေစင်းတို့လှူလိုက်လို့ရတယ်ဒါမဲ့ငွေစင်းတို့အဲ့လိုမလုပ်လူလူပြလိုက်ရတယ်ပြည့်ရကောဘလို့ပဲနေနေချောင်းချောင်းများမှမကျန်လိုက်ကြည့်မယ်ပြီးတော့တကယ်အခုဟိုတချို့တွေကပြောတာပေါ့နော်ဟိုတကယ်လာလူတဲ့လာခံနေတဲ့ဟာတွေကတကယ်ထိသွားတဲ့ဟာတွေမဟုတ်ဘူးအဲ့လိုလည်းမဖြစ်ရအောင်အင်ရှိတီကိုသွားပြီးတော့မှ လုံမယ်ဆိုပြီးအခုတကယ်သွားပြီးတော့ရှာနေတဲ့ volunteer မျိုးသား group ကတော့သူတို့သွားတယ်သူတို့သေချာမာလိုက်တယ်အခုတို့သေချာကြည့်ခဲ့ငွေစင်တော့တော့နောက်ပန်းနေလို့လုံအောင်လုပ်ပေးထားမယ်ဆိုပြီးတော့ဒါနိုင်တဲ့ဘက်ကဒီကတော့ကွယ်အားထုတ်တယ်ကိုရီးယားလမ်းဘေးမှာလှူခံခဲ့တာပေါ့နော်ဟိုပတ်စံရှိတဲ့သူတွေကဆက်သွယ်ပြီးတော့လှူတယ်ဆိုတာတည်းလမ်းဘေးမှာအလှူခံတော့ဟိုအဆင်ပြေတဲ့ဟိုလူတွေရှိမယ်အဆင်မပြေတဲ့လူတွေရှိတယ်လူသားအလုံးရဲ့စာနာမှုတွေကဒီပစ္စည်းတွေပဲပဲပေါ့ဆိုတော့တန်ဖိုးရှိတယ်ကွာဟိုအဲ့အတွက်လဲတိတိယောက်လေးရစေချင်တယ်အဲ့ကြောင့်လဲကိုယ်တိုင်ရောက်လာတာပါ ဟိုဖြစ်ပြီးခဲ့တဲ့အရာပေါ်မှာတော့သူတို့ကဘာမှတက်နိုင်ကြမရှိဘူးပေါ့နော်အဲ့ဒီအတွက်ဒီကာလဘေးဆိုကြီးမှာခံကောင်းရဲ့အသက်ရှင်ကြံနေတဲ့သူရောဘာမှထိခိုက်ပျက်စီးမှုမရှိဘူးအသက်ရှင်ကြံနေတဲ့သူတွေအားလုံးကကိုကိုဂရုစိုက်ပါအာတစ်ဖက်ကပြောရမယ်ဆိုလို့ရှိရင်တော့ဒီကက်ကြီးသုံးပါးဘေးဆိုတာဘူးမျိုးတွေဘယ်သူမှကြိုတင်မြင်လို့လည်းမရတယ်လို့ဘယ်သူမှလည်းရှောင်လွှဲလို့ရတဲ့အနေထားမဟုတ်ဒါကြီးကကန့်ချမှာပေါ့နော်ဆိုတော့ ဟိုဘာသာရေးလည်းမမေ့စေချင်ဘူးကိုယ့်ရဲ့ကိုယ်ပိုင်ဟိုကိုယ့်ကိုယ်ရာဟိုဘာသာတရားတွေရှိရပေါ့နော်အဲ့ဒါတွေရဲ့ဘာသာတရားရဲ့အောက်မှာလည်းဟိုသူ့အနေနဲ့သူဖန်ချင်းညီလေးပေါ့ဘဝမှာဟိုနေစဉ်လောက်ရမယ်အစားဝတ်နေရလည်းရှိတယ်လို့ဘာသာရေးလေးဘက်ကိုလည်းပို့ပြီးတော့ထိထက်ပို့ပြီးတော့အားဆိုင်ဘာသာရေးအသည့်လေးတော့အာထည့်ထားစေချင်ပါတယ်လို့ဒါကတော့ဒါပုံမျိုးအကြံပေးနိုင်တဲ့ဘက်ကပေါ့နော်တစ်ဖက်ကတော့မိမိတို့ကလည်းအဲကိုရိုကိုရီကိုတိုင်းလည်းဟိုအစဉ်ပြေပြီးတော့ဒီလိုကာလမှာ အောင်မြင်နေတဲ့အနေအထားမျိုးမဟုတ်ဘူးကိုမျိုးတွေလည်းရုန်းကန်နေရတဲ့လူတွေကလူတွေပါပဲအဲဒါကြောင့်ကိုတွေလည်းတတ်နိုင်ဆုံးစူးစမ်းတယ်အကူညီနိုင်လောက်ကူညီတယ်ဘာသာရေးလေးလေးပို့ပြီးတော့တွဲပြီးတော့လုပ်တယ်ဆွဲခါကြတော့အားလုံးလည်းပို့ပြီးလို့ပဲအတူတူစူးစမ်းရင်းနဲ့ပြန်လည်တိဆောက်ကြမယ်ပေါ့နော်ဆိုတော့ဒါကတော့ဟာပို့ပြီးတော့အာဒီမန်လေးကိုလာလှူမယ်ဆိုပြီးဆုံးဖြတ်ထားတဲ့အတွက်မန်လေးလာလှူပြတာပေါ့ဒီကနေပြန်သွားလို့ရှိရင်လည်းတခြားလူကျင်တဲ့သူတွေရှိရင်လည်းအင်းလေးတို့တခြားတကယ်ခက်ခဲနေတဲ့နေရာဒေသတွေမှာသွားလှူနေပို့ပြီးမြေပြင်ဆင်းเนี่ย အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ဂျားတွေကနေလူပေးပါအောင်မယ်လို့ဒီရင်းနဲ့ပြောလို့ပါဟုတ်ကဲ့အာငွေစင်ကတော့ငွေစင်နဲ့ဒီမိသားစုအနေနဲ့ရောနိုင်တဲ့ဘက်ကလည်းကုပေးဖြစ်တယ်တခြားဒီပျော်ပွဲတို့ဘာလို့ပေါ့နော်အခုကအာ group နဲ့သွားပြီးတော့မှအခုတကယ်လိုအပ်တဲ့နေရာတွေမှာလည်းငွေစင်တို့အတူတူရှိနေပါတယ်လို့အဲ့တော့ဖြစ်ပြီးခဲ့တဲ့အရာတွေအတွက်တော့ကိုယ်တွေခံစားရသလိုပဲတကယ်ကိုထပ်တူစိတ်မကောင်းလည်းဖြစ်မိပါတယ်ဒါပေမဲ့အားလုံးပြီးသွားတဲ့အရာတွေဆိုတော့ဒီထဲမှာပဲနစ်မြုပ်မနေပဲနဲ့ငွေစင်တို့ဒီထက်ပို့ပြီးတော့မှ ပြန်ပြီးတော့အစပေါ့နော်ဒီအားတွေကိုအားလုံးကိုဟိုကိုရီပေးတဲ့ခွန်အားတွေနဲ့ထပ်ပြီးတော့ရှင်းဆက်ကြမယ်ပေါ့နော်ငွေစင်းတို့လည်းနိုင်တဲ့ဘက်ကနေရှိနေဦးမှာပါဒါကတော့အတူတူပါပေါ့စဉ်းစားထားတဲ့ဟာတွေလည်းရှိပါတယ်ဒါပြင်ပြန်လဲထူထောင်ရေးကြရင်လည်းသူများတွေလိုပဲကိုရီဒန်းတူဘလို့လုတ်ပေးနိုင်အောင်မလဲဆိုတာလည်းထပ်စဉ်းစားနေပါတယ်စဉ်းနေစဉ်းစားနေတယ်အဲ့ကြရင်တော့တကယ်အားလုံးရဲ့အားနဲ့အဲဒီထက်ပို့ပြီးတော့ထိထိမိမိလုပ်နိုင်မှုလည်းရှိနေမှာပါလို့အဲ့တော့အားမလျှော့ပါနဲ့လို့ငွေစင်းတို့အားလုံးကအတူတူရှိနေပါတယ် fighting